ထိုင်းကိုလက်တလောမှာအလဲဗီဇာနဲ့လာမယ်ဆိုရင်ဘာတွေလိုအပ်မလဲအပြောင်းလဲ update ဘာတွေရှိမလဲဆိုတာကိုအခုဗီဒီယိုထဲမှာပြောပြပေးပါမယ်ဗျကျွန်တော်တို့မြန်မာ passport ခြင်ထားကြတဲ့သူတွေကထိုင်းကိုဗီဇာမလျှောက်ဘဲနဲ့အလဲလာမယ်ဆိုရင်14 days visa exemption လို့ခေါ်တဲ့14ရက် visa ကင်းလုံးခွင့်နဲ့လာရောက်ပြီးတော့ထိုင်းမှာ14ရက်အထိနေထိုင်ခွင့်ရှိပါမယ်ဗျတကယ်လို့ထိုင်းတန်ရုံဒါမှမဟုတ်ကောင်စစ်ဝင်ရုံတစ်ခုခုမှာ ရ60သိုးရီဗီဇာလျှောက်ပြီးတော့လာမယ်ဆိုရင်လည်းရပါတယ်။တန်ယုံမှလို့ပြောပေမဲ့ကျွန်တော်တို့ကတန်ယုံကို လူကိုယ်တိုင်သွားဖို့မလိုဘဲနဲ့ e-visa စနစ်နဲ့ visa လျှောက်ထားရမှာဖြစ်ပါတယ်။ရ60အလယ် visa ရပြီဆိုရင်တော့ e-visa ဌာနကကိုယ့်ရဲ့ email တွေကို e-visa ရပြီဖြစ်ကြောင်း email ပို့ပါလိမ့်မယ်။ email တွေက visa စာရွက်လေးကို print ထုတ်လာပြီးတော့ Thai immigration မှာပြရမှာဖြစ်ပါတယ်။အပြန်အသွန်လေလံမှတ်ပါ return ticket ကိုက မြန်မာပြည်ကိုပြန်မယ်ဆိုရင်လည်းမြန်မာကိုပြန်မယ်လက်မှတ်ဒါမှမဟုတ်ထိုင်းကနေတခြားနိုင်ငံတစ်ခုခုကိုဆက်သွားဖို့ရှိတယ်ဆိုရင်လည်းတခြားနိုင်ငံသွားဖို့အတွက်ဖြတ်ထားတဲ့လက်မှတ်တွေလိုပါမယ်တချို့ကမေးကြပါတယ်ဘုတ်ကင် only နဲ့ရောသွားလို့ရလားဆိုပြီးတော့ပါဒါကတော့ကိုယ့်ကိုစစ်တဲ့ immigration officer ပေါ်မှာပဲမူတည်တာမို့အတိအကျပြောရခက်ပါတယ်ပြမဲ့ရဲ့မတေကြသေးဘူးဆိုရင်တော့ရချင်းလို့အစဉ်ပြေနိုင်မယ်လေချောင်းလိုက်မျိုးရွေးပြီးတော့လက်မှတ်ဖြတ်ဖို့အကြံပေးကြပါရစေဗျာ။ ဟိုတယ်ဘုတ်ကင်လိုပါမယ်14ရက်ဗီဇာနဲ့လာတဲ့သူတွေကတော့အပြန်လက်မှတ်ရက်အတိုင်းအတိအကျဘုတ်ကင်ပြနိုင်ရင်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ရှိုးမနီအနေနဲ့ဘဏ်2000ပြပေးရမှာဖြစ်ပါတယ်ဘဏ်2000မရှိလည်းပဲဘဏ်2000နဲ့ညီမျှတဲ့ဒေါ်လာဒါမှမဟုတ်စင်ကာပူဒေါ်လာစသဖြင့်ပြလို့ရပါတယ်မြန်မာငွေနဲ့တော့ပြလို့ရမှာမဟုတ်ပါဘူးဗျမေလာတရနေ့နောက်ပိုင်းမှာစတင်ပြီးတော့အသက်ဝင်မဲ့ DDAC ဖောင်ဖြည့်ထားတဲ့အချက်အလက်လိုပါမယ်ဗျ DDAC ဖောင်ဆိုတာကတော့ထိုင်းနိုင်ငံမှာဟိုးရုံးကအသုံးပြုခဲ့တဲ့ဆက်ရောက်ဖောင် arrival card ကို digital စနစ်ပြောင်းလိုက်တဲ့ဖောင်မှာ online ကနေဖြည့်ရပါမယ်ဖြည့်နည်းဗီဒီယိုလေးကိုကျွန်တော် comment မှာ link ချထားပေးပါမယ်ဗျဒီအချက်လက်တွေက ထိုင်းကိုဘယ်နိုင်ငံကပဲလာလာဘယ်နိုင်ငံရဲ့ passport ပဲကင်ထားထားအခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်အားလုံးပဲအသင့်ပြကြပါစေဗျာ